အားလုံးပဲမင်္ဂလာပါဗျလက်ရှိတူရကီကလပ်ထရဇွန်စပေါ်မှာလက်စွမ်းပြလို့နေတဲ့မန်ယူကိုသမားအိုနာနာကမန်ယူကိုပြန်လာဖို့မျှော်လင့်လို့နေပါတယ်အိုနာနာနေနဲ့တူရကီကလပ်ထရဇွန်စပေါ်မှာရှစ်ပွဲကစားပေးထားပြီးကလင်းရှိ၃ပွဲရရှိထားကိုဖန်နေမှုတစ်ချိန်နဲ့ပြုလို့လို့ထားပါတယ်29နှစ်အရွယ်ရှိဖြစ်တဲ့ကင်မရွန်လရွေးစင်ဟာမိခင်အသင်မန်ယူရဲ့ပေါ်စိတ်မကုံသေးပဲမန်ယူကိုပြန်လာပြီးအောင်မြင်မှုတွေပြန်လဲယူဆောင်ပေးဖို့ဆန္ဒရှိလို့နေပါတယ် လက်ရှိတူရကီလီမှာအမြင့်ဆုံးဆွမ်းဆောင်ရည်ကိုပြသနေတဲ့အိုနာနာတယောက်အရင်ကအားနည်းနေတဲ့အမြင့်ဘောနဲ့တေချာဘောက်ကာကွယ်မှုတွေကိုလှုပ်ဆောင်လို့ထားပါတယ်။အခုလိုလက်ဆွမ်းပြန်လဲမြင့်တက်လာတာကြောင့်အငှားစာချုပ်ပြေပါကအိုထရဖုတ်ကိုပြန်လာပြီးပွဲထဲကစားသမားနေရာတွေတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီလို့ယုံကြည်လို့နေပါတယ်။ စန်းချင်ဘက်အနေနဲ့မန်ချက်စတာယူနိုက်တက်ဘက်ကတာဝန်ရှိသူတွေကတော့အွန်နာနာကိုအသင်းနဲ့ပြန်လည်မပူပေါင်းနိုင်ရေးအတွက်ဆောင်ရွက်မှုတွေပြုလုပ်လို့နေပြီးအပိသက်ရောင်းချနိုင်ဖို့ sorry club တွေနဲ့ချိတ်ဆက်နေသလိုအပိသက်ခေါ်ယူမဲ့အသင်းမရှိပါကဆက်လက်အားချသွားနိုင်ဖို့စီစဉ်လို့နေပါတယ်။လက်ရှိ United တို့အနေနဲ့ Ryan Anwar ကခေါ်ယူထားတဲ့ Belgian လူငယ်ကိုသမားလေး Lamman နဲ့အသားကျလို့နေပြီး Lamman အနေနဲ့လည်းအကောင်းဆုံးလက်စွမ်းကိုပိုင်ဆိုင်လို့ထားပါတယ်။ လမ်းမန်းပွဲစားထွက်ခရက်ကရှုံးဝဲမရှိသေးတဲ့ United တို့အနေနဲ့လမ်းမန်းနဲ့ပတ်သက်ပြီးအနာဂတ်စီစဉ်တွေမှာချမှတ်လို့ထားပါတယ်။တစ်ခါလေမှာကိုဘက်ကပြန်လို့ခြင်းမှာတစ်ဖက်ကကိုကိုခါခါတီးတီးဖြစ်နေတဲ့ပေါင်းဆက်လို့မရတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်ပါတယ်။မန်ယူပရိသတ်တွေအနေနဲ့ရောအိုနာနာကိုပြန်ခေါ်ဖို့ဆန္ဒရှိကြလားဆွေးနွေးပေးပါဦး။